ကရင်ပြည်နယ်ဖာပွန်ခရိုင်ဖော်ဆဲခိုစခန်းတို့စစ်ကူလာချသည့်ရဟန်းရှင်ကုန်ခရလလေပူပန်းတံများကတိုက်ခိုက်ခဲ့ရာခေတ္တပြူဟာမူဒုတိယဗိုလ်မှူးကြီးအောင်မြတ်မှုအပါအဝင်15ဦးတင်ဆုံသွားကြောင်းနေပြည်တော်စစ်ဘက်တရင်ချင်းမြင်းနယ်စီဒီယံဗိုလ်ကြီးစီယောကပြောဆိုပါသည်။နိုဝင်ဘာလ27ရက်နေ့ကရင်ပြည်နယ်ဖာပွန်ခရိုင်မှာစစ်စီရင်များကြီးကြပ်ကွက်ခဲ့ပြီးခေတ္တပြူဟာမူဒုတိယဗိုလ်မှူးကြီးအောင်မြတ်မှုအပါအဝင်စစ်ကူများကို MNSP ရဟန်းရင်ဖြင့်လာရောက်ချထားစဉ် KNL နဲ့ PDF ပူပေါင်းတပ်များကသတင်းအရတိုက်ခိုက်ခဲ့ရန်ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မှုအပါအဝင်15ဦးတေဆုံးသွားခဲ့ကြောင်းရင်းနောက်အခြားရဲအရင်တစေးဖြင့်ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မှု၏အလောင်းအပါအဝင်အရာရှိများ၏အလောင်းများကိုတောင်ပိုင်းနယ်စစ်ဌာနချုပ်တို့ပြန်လည်တည်ဥသွားခဲ့ကြောင်းသိရပါသည်ရဟရင်နဲ့လာချတာကနိလေပိုင်းလောက်မှလာချပေးတော့အဲ့ဒါကိုသတင်းပေါက်ကြပြီးတပတ်အဖွဲ့စီကနေလက်နက်ကြီးလက်နက်ငယ်60မမတွေရော ဒုံးတွေနဲ့ပါတိုက်ခိုက်တာရဲအရင်ပေါ်ပါဒုတိယပုံမူကြီးအောင်မြတ်မှုအပါအဝင် အရာရှိစစ်တီ15ဦးသာဆုံးမတယ်လို့နေပြည်တော်စစ်ဘက်သတင်းရှင်မြကပြောဆိုပါတယ်စီရီယံပေါ်ကြီးစင်ဟွာကလည်းတောင်ပိုင်းနယ်စစ်ဌာနချုပ်မှအေဝမ်ဒုတိယပုံမူကြီးအောင်မြတ်မှုနဲ့အဖွဲ့ရဲအရင်ပေါ်မှာအခြားပြီးတိုက်ခိုက်ခံရမှုကြောင့်စစ်အရာရှိကြီးအရာရှိငယ်နဲ့ စစ်တီဆူဆူပေါင်း55ဒီဆုံးချောင်းအတည်ပြုပြဆိုပါတယ်စစ်သားမြေအစီဘက်ချံအဓိကကြောက်ကြီးနယ်မြေတဲကိုအဓိကရွေးကောက်ပွဲလုပ်ခြင်းတော့တောင်ပိုင်းနယ်စစ်ဌာနချုပ်က A1 နဲ့ G1 တွေပါအလှကြစစ်စင်ရေးထွက်ရတဲ့အချိန်မှာ A1 အောင်မြတ်မှုတို့အဖွဲ့ကစစ်ကူလိုက်သွားရတာပို့တာလေရဟတ်ရင်နဲ့ပို့တာတေးကြတယ်အဲ့ဒီမှာတိုက်ခိုက်ခံရပြီးတော့ နှစ်အပ်ပေါင်း73အားလုံးပေါင်း55ယောက်ကြတဲ့စေမှုတယောက်လေးကြတဲ့တန်ရုံးစုပေါင်းဆက်ပေါင်းဖွဲ့ရီလို့တရားတဲ့ KNU ဘက်ကလည်းတရင်အတိကြညာပြီးတော့စောက်ချိုတိုက်ခိုက်တဲ့အနေထောင် short night တုံနဲ့ပြစ်တယ်လို့တော့တော်တော်များများတော့ပြောကြတယ်။ဒါပေမဲ့အနေထားက short night တုံနဲ့ပြစ်တဲ့အနေထားမျိုးမဟုတ်ဘူးလို့မြင်ရတယ်။အဲ့ဒီဘက်မှာအုံများတာကဒေတာမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အနေထားမျိုးလို့စီရီယံပိုကြီးစေရောကပြောဆိုပါတယ်။ ဒုနီယာပုံမူခြင်းအာမျက်မိုးနှင့်အဖွဲစစ်ကူအဖြစ်ယဟန်ရင်ဖြစ်သွားရပို့ဆောင်သည့်တရင်ပေါ့ချ၍တိုက်ခိုက်ခံရပြီးကြာဆုံးသွားသည့်ဖြစ်စဉ်အပေါ်တာမိုင်းနန်စစ်ဌာနချုပ်မှစုံခုံဖွဲ၍စစ်ဆေးလေးရရှိပြီး တိုင်းရုံမှအရာရှိစစ်တေမီသားဆိုရင်အ ਨੇ ဆုံးတရားနီးပါးဖုံများကိုစစ်တပ်ကစစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။သတင်းပေါကြားလို့တိုက်ခိုက်ခံရတာတော့ပေါ်ပေါက်ပါတယ်။ဘယ်ကသတင်းပေါက်တယ်လဲဆိုတာကိုတော့လိုက်နေကြတယ်။အခုတရားတလောက်တိုင်းရုံကအရာရှိစစ်တေနဲ့မိသားဆိုဝင်တရားလောက်ရဖုံတွေကိုဆရာဖာကယူပြီးစစ်နေတယ်။ဖန်စီတာမျိုးမဟုတ်ဘူး။ဖုံတွေကိုတိမ်ပြီးစစ်နေတာလို့နေပြည်တော်စစ်ဘက်သတင်းရှင်းပြကရှင်းပြပါတယ်ရှင်။ ဆက်လက်ပြီးချောင်းမျိုးနယ်ကြီးကုန်းကျေးရွာကိုစတက်ကမီဆိုပြီးပြည်သူပိုင်အဖိုးတန်ပစ္စည်းများကိုလူရက်ခိုးယူသွားဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်စကိုင်းတိုင်းချောင်းမြို့နယ်ကြီးကုန်းကျေးရွာကိုစတက်ကမီဆိုပြီးပြည်သူပိုင်အဖိုးနယ်ပြည်စည်းများကိုလူရက်ခိုးယူသွားကြောင်းဒေသပြည်သူများကပြောဆိုပါသည်။ဇမနေ့ဒီဇင်ဘာလ9ရက်နေ့ညနေ4နာရီအချိန်ကြီးကုန်းကျေးရွာအတွင်းသို့ရရှိတဆွဲထားသည့်စတက်ကကျေးရွာအတွင်းမှပြည်သူပိုင်အဖိုးနယ်ပြည်စည်းများကိုလူရက်ခိုးယူကြောင်းရင်းနောက်ကျေးရွာအတွင်းရှိနေအိမ်များကိုမိသိမ်းဆိုခဲ့ကြောင်း ရင်းစစ်ကြောင်းမှာခြောက်မျိုးပေါ်မှာနိုဝင်ဘာလ30ရက်နေ့ကလေးကစစ်ကြောင်းထုတ်လာသည့်စစ်တပ်ဖြစ်ကြောင်းသိရပါတယ်။နိုဝင်ဘာလ30ရက်နေ့ခြောက်ထွေအုံကထွက်လာတဲ့စစ်ကြောင်းမှာကျွန်တော်တို့ရွာတဲ့ကို6ရက်လောက်နေပြီးမှဒီဇင်ဘာလ9ရက်နေ့ညနေပိုင်းမှာရွာကိုမိဆိုတာမိမဆိုခင်ရွာတဲ့ကအဖိုးနဲ့ပစ္စည်းတွေကိုဖောက်ကနစီနဲ့တင်ပြီးခင်မုံရွာဘက်ကိုတဲသွားကြတာလို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။စစ်တပ်ကကြီကောင်းကြီးရွာကိုမိတင်ဆိုရမှာ အရှိရွာနဲ့အနောက်ရွာကြားတနေရာကြီကုန်းကွက်တဲ့ဘက်မှာတနေရာဆွတ်ဆွတ်ပါနှစ်နေရာမိရှို့သွားခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကျေးရွာအစီနေအိမ်များကိုဖျက်ဆီးမိရှို့သွားခြင်းဖြစ်ကြောင်းသိရပါတယ်။တိုက်ပွဲကတော့မရှိဘူးသူတို့ကအကြောင်းမဲ့မိရှို့တာစစ်ပြူအားအရာစစ်ခွန်နေတဲ့တပုံမနေ့ကမနေ့ဆယ်နိုင်လောက်ကလေးကခေမွန်ရွာနဲ့ကြီကုန်းရွာတွာလမ်းမပေါ်မှာပြည်သူတွေကိုတနက်ထောက်ပြီးစေကနေမိုင်းဆိုင်ခိုင်းနာတွင်လုတ်တဲ့လူသားတိုင်းလုတ်တာဟု၆မြို့နယ်မှာ MPD ရဲ့ခေါင်းဆောင်တအူးကပြောပါတယ် စတဲ့အစ်စစ်ချောင်းထုံမှုကြောင့်ကြီးကုန်းကျရာအပါအဝင်အနီးနားပတ်ဝန်းကျင်မှပြည်သူများမှထွက်ပြေးတင်ဆောင်နေရပြီးစစ်ဆောင်နေရသည့်ရဲစုစုပေါင်း9ရက်ရှိလာပြီဖြစ်ကြောင်းကြီးကုန်းရွာအတွင်မှစတဲ့ကနောက်ဆက်အင်အားတချို့ကျန်ရှိနေတာကြောင့်ပြည်သူများနေရမပြတ်နိုင်နေကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီးတပည့်ရဲမှမြမမျိုးသမီးဘောလုံးပွဲကြည့်နေတဲ့လက်ဖက်ရင်ဆိုင်ကိုစေအောင်စုကပုံကျဲလို့လူသားစင်ချီတင်ဆောင်တပည့်ရင်ရဲ့ခြေရွာတွေကိုစေအောင်စုကအကြောင်းမဲ့တနေကုန်ပုံပတ်ကျဲနေဆိုတဲ့တင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ စကိုင်းတိုင်းတပယ်ရင်မြို့နယ်မရကန်ကျင်းရွာရှိလက်ဖက်ရည်ဆိုင်တဆိုင်ကုန်းဒီကနေ့ညာဦးပိုင်းကဆေအိုစုကတိုက်လေရင်နယ်ပုံကျက်တပ်ဖြတ်လို့ဒေသခံပြည်သူဒါဇင်နဲ့ချီသိဆုံးတယ်လို့သတင်းရရှိပါတယ်။ဒီဇင်ဘာလ9ရက်နေ့ည7:00နာရီမှာတပယ်ရင်နယ်အရှိန်ကျန်းမရကန်ကျင်းရွာရှိလက်ဖက်ရည်ဆိုင်ကုန်းဆေအိုစုကတိုက်လေရင်နယ်နှစ်ကျင်းပုံကျက်ခဲ့တာဖြစ်ပြီးလက်ဖက်ရည်ဆိုင်အတွင်ဘောလုံးပွဲကြည့်ပြီးထိုင်နေတဲ့ဒေသခံတွေတိတ်ဆုံးလာလို့ဆိုပါတယ်။လက်ဖက်ရည်ဆိုင်ဆိုတော့အထီးခိုင်များတဲ့တည်တဲ့သူ၁၀ကျော်မင်းခြေပြက်လက်ပြက်တွေလည်းပါတယ် လက်သလောအတည်ပြုဖို့ခန့်နေသေးတယ်လို့ဒေသခံပြည်သူတအူကပြောဆိုပါတယ်။ဘုံထိမှန်လို့လက်ဖေးစာမိလောင်ပြီးတည်ဆုံးသူနဲ့တရားရသူမရည်တတ်နိုင်နေဘူးလို့သိရပါတယ်။တဖက်ရင်ဆိုင်ဖုန်းကျဲခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးကျမတို့ channel အနေနဲ့အသေးစိတ်ကိုဆက်လက်ဆောင်စမ်းနေဆဲဖြစ်ပါတယ်။ဂျမန်နဲ့ညနေပိုင်းစီကိန်းပြိုင်ပွဲအဖြစ်မြန်မာဖိလစ်ပိုင်အမျိုးသမီးဘောလုံးပွဲစီလုံးဒေသခံတွေလက်ဖက်ရင်ဆိုင်မှာလာရောက်ကြည့်ရှုကြတာလူစုတလို့ဖြစ်တဲ့ချိန်ဘောလုံးပွဲပြီးဆုံးလို့တနအိခန့်အကြမ်းမှာစိုးစိုးကဘုံလာကျဲတက်ဖြတ်သွားတာလို့ဆိုပါတယ်။ မြန်မာလိုင်းဒီဆိုင်ကန်အာနာတင်းဆဲဆူဟောင်းဂျမနီမနက်ပိုင်းကစားလို့တပည့်ရင်းနဲ့ကြီးရွာတွေကိုတိုက်လေရင်၅စီဂျိုင်ရိုကော်ပတာ၂စီနဲ့အကြောင်းမဲ့ပုံပတ်ကျဲနေတာလို့ဒေသခံတွေကပြောပါတယ်။မနေ့ကမနက်၇နာရီကနေညနေ၄နာရီအတွင်းတပည့်ရင်းနဲ့အနောက်ခြမ်းကကြီးရွာတွေကိုကိုးချိန်အထိပုံကျဲခဲ့တယ်လို့ဆိုပါတယ်။တပည့်ရင်းမြို့နယ်အစီအချမ်းနဲ့အနောက်ခြမ်းနေရာများအောင်တရက်ဦးနဲ့မိထီလာလေတံများမှတက်လာသည့်ဂျက်ဖိုက်တာများဟောင်းလေကြောင်းတိုက်ခတ်မှုများအချင်းချင်းပြုလုပ်ခဲ့ပါတယ်။ တို့ဖြစ်ပါ၍မိဘပြည်သူများအနေဖြင့်လေကြောင်းအန္တရာယ်ကူးစိုက်ကြပါခင်ဗျာလို့ဒေတာရင်းစီမင်းဆောင်တွေကိုကူညီကယ်ဆယ်ရေးလှူဆောင်နေတဲ့တပည့်ရင်းမြို့နယ်စစ်ဆောင်ထောက်ပံ့ရေးအဖွဲ့ကတတိပေးတိုက်တွန်းထားပါတယ်။မင်းအောင်လှိုင်တိစာကန်စစ်အုပ်စုဟာတပည့်ရင်းနဲ့အပါအဝင်စကိုင်းရွှေဘောရေးမှတ်ပင်ခရိုင်နယ်ကနိုင်ငံတဝင်းကိုနေစင်ထင်နိုင်ကျပုံကျဲတက်ဖြတ်နေတာဖြစ်ပါတယ်။ဆက်လက်ပြီးရန်ကုန်မှာတလအတွင်ပြည်သူတရားကျော်ဖမ်းဆီးခံရဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းပီကတိနှဝင်မာလာတလန်အတွင်းပြည်သူတရားကြော်ကိုစစ်ကောင်မရှင်ကမတရားဖမ်းဆီးခဲ့ကြောင်းသိရပါတယ်စစ်ကောင်မရှင်ကရန်ကုန်တိုင်းအတွင်းရှိ ပြည်သူ134ဦးကိုမတရားဖမ်းဆီးပြီးနောက်53ဦးကိုစစ်ဆေးပြီးပြန်လွှတ်ပေးခဲ့ကောင်ကြံရှိသူများကိုစစ်တင်တဲ့အကျဉ်းထောင်များသို့ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ဖမ်းဆီးခံရသူများအနက်မှ23ဦးကိုစစ်တင်တဲ့ကြောင်းများသို့ပို့ဆောင်ခဲ့ပြီး9ဦးကိုအတည်ပြုချက်ရယူနိုင်ပေမယ့်ကြံ14ဦး၏နောက်ဆက်တွဲသတင်းချေနေများကိုမသိရှိရကြောင်း Rangoon Scout Network ထံမှသိရှိရပါတယ်။စက်ကောင်မချင်းကဖမ်းဆီးရမှာတရင်အတိအကျဖြင့်29ဦးကိုရှာဖွေစာဆိုင်ဖမ်းဆီးခဲ့ပြီး ဇန်နံဖန်ဆီးခံရသူ32ဦးရှိကြောင်းသိရပါတယ်။လမ်းမပေါ်သွားလာလှုပ်ရှားနေစဉ်ဖန်ဆီးခံရသူ20ဦးနဲ့လမ်းဘေးမှာထိုင်နေစဉ်အကြောင်းမဲ့ဖန်ဆီးခံရသူ17ဦးရှိတယ်လို့ဆိုပါတယ်။ရှောင်းနှခင်စစ်ဆေး၍ဖန်ဆီးခံရသူ44ဦး၊ခီးသွားလာနေစဉ်ဖန်ဆီးခံရသူ10ဦး၊အစင်းစစ်ဆေးဖန်ဆီးခံရသူ34ဦးလို့ရှိကြောင်းထုတ်ပြန်ထားပါတယ်။ဒါအပြင် အလုရှိသူဟုလိမ့်လေခေါ်ယူ၍ဖန်ဆီးခြင်းပြည်ထောင်စာနဲ့များပြီးခေါ်ယူဖန်ဆီးခြင်း ဆန္ဒပြနေစဉ်အကြမ်းဖက်ဖမ်းဆီးခြင်းတို့ဖြင့်မတရားဖမ်းဆီးမှုများစစ်ကောင်မရှင်ကပြုလုပ်ခဲ့ပါသည်ထူးခြားချက်မှာစံကုန်နှံအတွင်စီရေးလှုပ်ရှားရာမှပါဝင်ပတ်သက်သည့်ဟူသောဆွဆွဲချက်ဖြင့်ဖမ်းဆီးခံရသူများလည်းရှိပြီးအင်းစိန်ထောင်ရှိတကူတော်ဆန္ဒပြလို့တအူးလည်းရှိကြောင်းသိရပါသည်ယခုလမှာကျမတော်မြီအတွေ့အရာရွေးကောက်ပွဲကိုအထိမကန်သည့်စစ်ကောင်မရှင်ကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖမ်းဆီးခဲ့သူ၁၀ဦးအထိရှိပါသည် မင်းဆက်ဆိုင်ပုံများဖြတ်စေးသည်ဟုဆိုကပြည်သူ၆ဦးကိုဖမ်းဆီးခဲ့ပြီးလူမှုကွန်ရက်စာမျက်နှာပေါ်မှာဝေဖန်သည်ဟုဆိုကဖမ်းဆီးခံရသူများလည်းရှိပါသည်။မူရစ်စေဝါမှုညဉ့်ညံစကားပြောဆိုမှုအလောင်းကစားမှုရဲအယောင်ဆောင်မှုပုဂ္ဂိုလ်ညာငွေမအပ်မှုစသည့်ကိစ္စများဖြင့်ဖမ်းဆီးခံရသူများနှင့်လူပြောင်းဖြစ်စေများကိုရကူအဆက်လက်များအတွင်ထည့်သွင်းဖော်ပြထားခြင်းမရှိပေမတရားဖမ်းဆီးခံရသူများကိုသာစည်ရင်ကောက်ယူထားခြင်းဖြစ်တယ်လို့ Record Scout Network ကဆိုပါတယ်။ မတင်ရဖက်စစ်ခံရသူများ၏တရင်အချက်လက်များကိုပေးပို့လာသည့်တရင်များချိတ်ဆက်အဖွဲ့အစည်းများမှသိရှိရသည့်တရင်များမီဒီယာများမှဖော်ပြလာသည့်တရင်များကိုတောင်စာရင်းပြုစုတွက်ချက်ထားသည့်အတွက်လက်တွေ့မြေပြင်အခြေအနေမှယခုဖော်ပြသည့်ထက်အကြံဖက်ဖန်ဆင်းမှုများစိုးရွားနိုင်ကြောင်းခန့်မှန်းထားပါသည်ရှင်။